စောစောကအရှင်မလိယတေဝပန်လင်ပေါ်တက်ပြီးတော့တရားဓမ္မကိုဟောကြတယ်အဲ့ဒီနှခုံးလေးကိုပဲအခြေခံပြီးအကျဲ့ချက်ဟောတာပဲသူကံဟောတူချမ်းသာပါစေဆိုတာချမ်းသာဆိုတာဘာလဲချမ်းသာကြောင့်တရားကဘာလဲတစ္ဆာနှစ်ပါးချမ်းသာခြင်းនិရောဓတစ္ဆာနော်ချမ်းသာလေဆိုတာនិရောဓတစ္ဆာပဲအဲ့ချမ်းသာခြင်းကိုယောက်ျား ချမ်းသာရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ကြောင်းကျင့်စဉ်ဒါမေဃသစ္စာပဲဒုက္ခမုစတုဒုက္ခမှာလွတ်မြောက်ပါစေဒုက္ခဆိုတာဘာလဲဒုက္ခသစ္စာခန္ဓာ၅ပါးအဲဆင်းရဲကြောင်းတရားကဘာလဲပမှုတရားသစ္စာဆိုအဲသစ္စာ၄ပါးကိုထုံးလုံးမွေရေလိုနှောက်ပြီးတော့ပိတကယ်၃ပုံထဲကအစီနှစ်တွေထုတ်ပြီးတော့တညာလုံးတရားဟောတာ ရှိတုန်းကတရားပွဲတွေကညလုံးပေါက်တရားပွဲတွေအဲ့တော့အဲ့လိုတညာလုံးချမ်းသာကြောင်တရားဆင်းရဲကြောင်တရားတွေကိုဟောလိုက်တာမနဲ့အရုံတက်တဲ့အခါကျတော့အဲ့ဒီကမာကြီးဆုံးတကမာကြီးလည်းသောတာပန်ဖြစ်သွားတာဒါကျေသူဆက်တာပဲလေလောကမှာအရိယာသူတော်ကောင်းတဦးပေါ်ပေါက်လာခဲ့လို့ရှိရင်အဲ့ဒီအရိယာသူတော်ကောင်းကိုအကြောင်းပြုပြီးတော့ထက်ဆင့်ထက်ဆင့် တန်တရာဝန်ဆင်းရဲကလွမြောက်သွားတဲ့သူတော်ကောင်းတွေအများကြီးအများကြီးပွားလာတယ်။မဟာဒီဆရာတော်ဘုရားကြီးတို့မြို့ကုတ်ဆရာတော်ဘုရားကြီးတို့ဖောက်တော်ရဆရာတော်ဘုရားကြီးတို့အဆရှိတဲ့သူတော်ကောင်းကြီးတွေပေါ်ပေါက်လာတဲ့အခါမှာတတဝါတွေဘလောက်ချမ်းသာတယ်လဲ။ဘလောက်ကျေးဇူးများတယ်လဲ။ဒါကြောင့်ဗုဒ္ဓဝါဒဆိုတာ အတ္တဟိတမဟုတ်ဘူးအတ္တဝါဒအတ္တသမားတွေမဟုတ်ဘူး။ပရဟိတသမားတွေပဲ။ ကိုလို့ယုံကြတာမဟုတ်ဘူးအရိယတော်ကောင်းတွေပေါ်ပေါက်လာရင်အများချမ်းသာတယ်ဒါအလွန်တဦးတယောက်ချမ်းသာတာမဟုတ်ဘူးအများကြီးအများကြီးချမ်းသာတယ်ကမ္ဘာသူကမ္ဘာသားတွေအများကြီးချမ်းသာတယ်ဒါကြောင့်အတ္တသမားမဟုတ်ဘူးပရသမားတွေပဲဘုရားအတော်လေးရဒါပေမဲ့အများပြောနေတဲ့ပရိဒါနဲ့တော့မတူဘူးပေါ့တဘောကတခန္ဓာကောင်းစားရေးမဟုတ်ဘူးတန္တရာနဲ့ရှိပြီးကောင်းစားရေးတန္တရာကလွမြောက်ရေး ဘုရားရဲ့တာတော်တည်းရဲ့ပရိဟိတက